မင်္ဂလာပါရှင်ကုစီရင်တစီမြို့တော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာနောင်ယိုးစီရဲ့အရှူးသူတော်အပိုင်း၅၄နက်ဖွက်တဲ့အိမ်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်နက်ဖွက်တဲ့ဆိုတာအားလုံးပဲကြားဘူးကြမယ်ထင်ပါတယ်ရှေ့ရလူကြီးပြောရကြရလေညနေဘက်ကြီးညဘက်ကြီးမှာပုံအောင်နာမျိုးမလုပ်ရဘူးနက်ဖွက်တဲ့တယ်လို့ဘာလို့ပြောဆိုတတ်ကြရမို့လားဒီပြင်ရှင်ပြုတ်အလို့မှာ ရှင်လန်းကိုပြောတန်းဖွက်ကြရင်လက်ကထပ်ပြီးတော့ဖွက်သွားလို့ပွေပီပီတောင်းယူရတာတွေတချို့ကြတော့ရှင်လောင်းငယ်တွေကိုအသက်မပါတော့မှပြန်တွေ့ရတာတွေနဲ့ရှင်းသူကြီးတွေပြောကြလို့ကြားခဲ့ပူးကြမှာပါခုကတော့ဗျာတကယ်ကိုထူးထူးဆန်းဆန်းအိမ်တလုံးလုံးအပြင်မိသားစုကြီးတစုလုံးကိုပါနှက်ဖွက်သွားတာဗျပြောမယုံကြုံဘူးမှသိရတဲ့ကျုပ်ကတော့မျက်ဝါးထင်ထင်ကြုံခဲ့ရသူမို့ခင်များတို့စီပြန်လေပြီးတော့ဖောက်တဲ့ကြပြောပြခြင်းနဲ့ ဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ရွာကျုပ်ရဲ့ဘာကြီးနေတဲ့ချောင်းမကြီးရွာမှာဖြစ်ခဲ့တာကျုပ်ကလည်းဘာကြီးစီမှာအလုံးလုံးနေတဲ့အချိန်ပေါ့ဖြစ်ပြက်ကတင်းတို့ပြဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ရွာကျုပ်တို့ရဲ့ဘာကြီးနေတဲ့ချောင်းမကြီးရွာမှာဖြစ်ခဲ့တာကျုပ်ကလည်းဘာကြီးစီမှာအလုံးလုံးနေတဲ့အချိန်ပေါ့ဖြစ်ပြက်ကတင်းတို့ပြချောင်းမကြီးရွာဆိုတာမီယိုးဖလာလေယာဉ်ကိုင်းကျုံအလုပ်ကိုပဲလောက်ကြတဲ့ရွာကြီးတရွာရွာနဘေးမှာချောင်းငယ်ဆိုတဲ့ချောင်းတစ်ခုကစီးဆင်းနေတော့ လဲလုံရှာလုံစက်ပြူးရည်အတွက်တကယ်ကိုအာကူအထားဖြစ်ရပြီးတင်းနံတွေလည်းဖြစ်ထွန်းနေဂျင်တို့ကန်းကျွန်းလေယာဉ်လောက်ကန်နေရွှမ်းမှာမှကျုပ်ပါကြီးမောင်တွေးဆိုတာတိုင်ဝမ်ထဲမှာတမီပေါက်တယောက်ထွန်းပြီးတားတက်တိုင်အလုပ်ကိုလောက်ကန်နေဂျင်တို့လုတ်တယ်ဆိုတာလည်းဆက်ဆက်မှုအရာတော့ဘိုင်းထက်အသက်15နှစ်လောက်ငယ်တဲ့မိမဖြစ်သူမခင်နာရဲ့အမျိုးတွေစီရတဆင့်ဆက်ဆက်သွားတယ်လို့သိရတယ်။ဘိုင်းရမီယိုးဖန်လာစိုက်ပျိုးရေးအလုပ်ကိုလှုပ်တော့ကမိသားစုနည်းလမ်းမထူပဲ တားတက်လုပ်ကိုလောက်ကိုင်းမှ73ရောက်ရှိတဲ့သူတို့မိသားစုကဝင်ငွေရကောင်းလွန်ပြီးအဆင်ပြေပြေဖြစ်လာရတယ်73ရောက်ဆိုတာဗိုင်းတို့မိသားစုကလင်မယား2ရောက်ရဲ့တားသမီး3ရောက်ရဲ့ဦးမှ9ရောက်ရှိတာကျန်တဲ့မခင်လာဘက်ကအဖေအမေနဲ့အနွေတော်ဘူးစုခေယူတွေပေါ့ဘလို့ပဲဖြစ်ဖြစ်တိန်နဲ့အတူနေတော့မိသားစုပဲပေါ့စာအုပ်ကလည်းကြီးနိုင်သမှတဲကိုအူကြီးအူငယ်အသွဲသွဲနဲ့ပြင်းနဲ့ချီပြီးတော့ချက်ရတာဒီလိုဖြစ်နေတဲ့ချိန် တားတက်လုပ်ငန်းကိုလုပ်ကင်နေမခင်လာဘက်ကအမျိုးတယောက်နဲ့စုံပြီးဒိုင်ခွဲပြေစတင်လုပ်ကင်နေတနှစ်လောက်ကြာတော့ကိုပိုင်လိုင်စင်လျှောက်ပြီးတော့ကိုပိုင်လုပ်ကင်တော့တယ်ဘိုင်းရကျိုးစားတယ်မခင်လာ လူရင်းလေးတယ်ဒီတော့စီးပွားရေးကတဟုန်တို့တိုးတက်တယ်စာဦးကြီးပေမဲ့လေလုပ်ငန်းအဆင်ပြေတာမို့မှုစရာမလိုတော့တဲ့အခြေအနေစီကိုဘိုင်းတို့ရောက်လာကြတယ်ချမ်းသာတာမျိုးမဟုတ်သေးပေမဲ့စီးပွားရေးအဆင်ပြေပြီးမခင်လာဆိုရင်လေရွှေလေးငွေလေးဝစ်လာနိုင်တယ် ။ဘာကြီးကတပတ်တကနဲဆုံလှည့်ပြီးတော့နပွဲဆေးတွေစီကိုလိုက်လံလှည့်လံပြီးပွဲရောင်နွားတွေကိုရှာဖွေတယ်။နွားကိုငကန်းမျိုးနဲ့စုံပြီးဆိုရင်ဈေးကိုရှာတဲ့လောက်စစ်ပြီးတော့ဝဲယူတယ်။တခါတလေစိုက်နွားမျိုးဝဲပြီးဆိုရင်လေဈေးကိုရှာနေတဲ့လောက်နှိမ်ပြီးမှဝဲယူတတ်တယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့။ရောင်းနေသူကနှူငကန်းကိုဘလို့မှခိုင်းလို့မရတော့တာ။တတင်လေထိုင်မကြွေးထားနိုင်ဘူးလေ။ဒီတော့ဘာကြီးတို့ပြောတဲ့ဈေးကိုယူပြီးဖြည့်ဆွက်လို့နွားကောင်းလေးဝယ်ဖို့သာရှိတော့တယ်။ဒီလိုလုံရက်ကလည်း ။ဘိုင်းတို့အတွက်တကယ်အထက်ကူဖြစ်တယ်။တပတ်မှ၃ရက်၊ဆုံရက်တွေမှာ သူတို့နွားပေါ်ပြီးတားဖြတ်ရတယ်။ကျန်တဲ့မားရက်၄ရက်ကတော့မူလတန်ရအသားဖြတ်တယ်။ကျေးဇူးကံကျေးဇူးစားရှိတော့ဘိုင်းတို့ကတပတ်၃ရက်ကိုမကြေနဲ့လေကြေနဲ့ကြေနဲ့လေကြေနဲ့သဘောတူကြရတယ်။အမှန်တော့ငွေလေးရှိပြီးအချိန်လွတ်စပြုတ်လာတဲ့ဘိုင်းတို့လင်မယားဒီကိစ္စအတွက်လိတ်ခဲတဲ့တဲ့နဲ့ကြည်နဲ့ကြတဲ့ရေတော့မဟုတ်ဘူးမတက်တန်လို့ခေါင်းညင်းရတဲ့သဘောပဲဒီအတွက်ကိုလည်း လူရင်နေတဲ့မခင်လနေစဉ်တိုင်းဘလို့ဖြည့်ရှင်းမလဲတွေးတောနေတယ်။တရက်မှာသူမကြံရသွားတယ်။တခြားရွာနွားခိုးသမားတယောက်ကိုငွေပေးပြီးတစ်ဖက်တန်းကိုတွားရောက်ခိုင်းတယ်။ပြီးတော့တစ်ဖက်လင်းနဲ့နွားရှင်ကိုတရင်ပေးပြီးတော့တိုင်တောစီတယ်။သူမကြံစီအောင်မြင်သွားတယ်။ခိုးနွားကိုတားဖြတ်မိတဲ့တစ်ဖက်တန်းကလိုင်းစင်အသိခံရပါရော။နှစ်တိုင်းရှိတာမှာတတိုင်းကလိုင်းစင်အသိခံရပြီဆိုတော့တနေ့လုံးမှာဘာကြီးရဲ့တတိုင်းမရှိတော့တယ်။သူ့သားလင်းမင်းမူပြီပေါ့။ တပတ်ခုနှစ်ရက်ကိုခုနှစ်ရက်လုံးအသားဖြတ်တယ်။ဘာကြီးတယောက်တည်းအဝယ်ရောအဖြတ်ရောမနိုင်တော့လို့လူငါပြီးတော့ကိုအသားဖြတ်ကြတယ်။ကျုံလဲအသားဖြတ်သူအဖြစ်ဝင်ရောက်လောက်ကန်ခဲ့တယ်။ဘာကြီးကတော့အဝယ်ဘက်ကိုပဲအာယုံစိုက်ပြီးတော့လှုပ်ဆောင်တယ်။သူတို့တတိုင်းနေဆိုတော့ရှာသလောက်ဖိနှိမ်ဝဲတာထက်တိတိသားသားချိုးနှိမ်ဖိဖမ်းပြီးတော့ဝဲတော့တယ်။ဒီလိုနဲ့ပဲသူတို့ရဲ့စီးပွားရေးကလာပိုင်းတွင်တိတိသားသားနဲ့တရှိန်တို့တိုးတက်လာတော့တယ်။တခုသုံးရက်မှာတော့နွားဝယ်ကပြန်လာတဲ့ဘာကြီးကို မခင်လာတိုက်မင်းနေကုမောင်တွေတော်နွားဝင်ရတာအဆင်ပြေရဲ့လားဒီရက်ထဲနွားရနေတယ်နော်တော်ကြအဝေမရလို့ကျုပ်တို့တိုင်းပြုတ်နေဦးမယ်အေးအဝေတော့တိတ်မကောင်းတော့ဟာငါတို့ကဈေးနေနုံလို့ကနန်းနေဘက်ကတိုင်းစီကိုပင်ပန်းခန်းဈေးရိတ်ကုန်းခန်းပြီးနွားဆွဲပြီးတော့တွားရောက်ကြတာမျိုးရှိနေဟုတ်တော့အဲ့လောက်တော့ဖြစ်ပြီနာအေးပေါ့ဟာဒီတစ်ပတ်ဆိုရင်၃ငောင်ရှာဖို့တော့တဲတန်ပြုံးဝေရတာဒါဖြင့်လဲတော့ ဈေးတော့တူးမပေးနိုင်ဘူး။တော်တောင်ကျုံးဘက်ကြီးစင့်ဝေတော့။အေးငါလည်းအဲ့ဒါစဉ်းစားနေရ။ဒါပေမဲ့ခီးစေးထောင်းမလားလို့ခီးစေးထောင်းတာနွမ်းတကောင်လို့ရှာရုံကပါတယ်။အဲ့ဒီဘက်သာစင့်ဝေတော့။အေးပါကွာအေးပါ။ဘိုင်းလေးမခင်လာစကားအတိုင်းတောင်ကျုံးထိနွားစင်းဝေတယ်။တောင်ကျုံးဘက်ကသားသက်တိုင်းမရှိတော့အဆင်ပြေတယ်။မခင်လာပြောသလိုပဲနွားရတော့စေးရင်နဲ့ကာမိတယ်။တည့်ရက်မှာမခင်လာရဲ့ နွားမြင်ငွေပဲလို့မြင်တက်လာတဲ့မျက်စိကနေရွာကျုံတဲ့ရွာလူကနေပြန်လာ မထီပါတင်းတဲ့နွားတကောင်မြင်လာမိတယ်။အဲ့ဒီရွာကရွာတော်ရှင်ကိုဆက်ထားတဲ့နွားတဲ့ရွာတော်ရှင်နဲ့နန်းနားမှာပဲနေပြီးအဲ့ဒီနားမှာပဲကျောင်းသူမဲ့ပြီးတော့ပေါများလှတဲ့အစာတွေကိုလူလူလက်လက်စားတော့ရတာမို့နွားကြီးကဥနုပြီးဆိုပေမဲ့ဝါဖီးနေတယ်။ဒီနွားကြီးကိုမခင်လာမျက်စိကြပြီးဘာကြီးနွားဝေကပြန်လာမှကြိုးချောင်းပြောပြီးတော့သူမရဲ့ကြင်စီကိုတိုင်မြင်တယ် ဖြစ်ပါမလားခင်လာရေမခင်လာရေကြံစီကိုဘာကြီးကဘဝင်မကြပင်ရှည်ရွတ်မိတယ်။အိုးမဖြစ်เสียဘာအကြောင်းရှိတော့တော့ဘေးမဲ့ပေးထားရင်နွားပဲ။ဟိုတခါတော့ကလိုပဲနွားကိုတရားကိုငွေပေးပြီးတော့ခိုးခိုင်းရမှာပါ။နက်နဲ့တကမလှည့်စားရဘူးတဲ့ခင်လာရ။အိုးနက်ကိုကြုတ်ကဘာလုပ်နေတော့တော့အဲ့ဒါရွာတော်ရှင်ကိုစက်ထားရင်နွားဟာ။အိုးတော်ဝဲစဉ်းစားကြည့်ပေါ့။ရွာတော်ရှင်ကိုနွားစက်ထားတာ။အဲ့ဒီနွားကိုရွာတော်ရှင်စီကပြန်စွန့်ရမှာပေါ့။ပြန်စွန့်ရင်ဟုတ်တယ်ပြန်စွန့်ရင်ရတယ် ငွားရဝါဖြိုးနေတာတော့တားချိန်တော့ထွက်မှာဘသူမှလည်းစေးမနေပါမနေနဲ့အမုံမပွားပဲဒီလိုတကောင်ရမှာတော့အမျက်ဆိုတာလည်းမတရားထွက်လိုက်မဲ့ဖြစ်ချင်းဘာကြီးဘာမှပြန်မပြောတတ်တော့မိမငငယ်မျက်နှာမညူဘူးပဲသူ့အတွက်အရေးကြီးရင်လို့ပဲသတ်မှတ်ထားသူမို့လားထုံးစံအတိုင်းငွားခုတင်ရကိုငွေပေးတယ်ရွှေတော်ရှင်နဲ့စီကိုငွေနှစ်ချက်ကိုနှွားဖို့အဖြစ်ဆက်ဖြစ်အောင်ဆက်ဖို့မှားတယ်ပြီးတော့နှွားကြီးရောက်လာတာကိုစောင့်ကြည့်ကြတော့တယ် ျုပ်တို့တားဖြတ်သမားတွေကိုလည်းဖြစ်မှန်းကိုမပြောပေးညကြာနွားတကောင်ရောက်လာမယ့်အကြောင်းနဲ့အသားတန်းပြတ်နိုင်မှုပြင်ဆင်ထားဖို့မှားထားလို့တင်ပြင်ဆင်ပြီးတော့စောင့်နေကြတယ်။တကောင်ကြုံလောက်ကြတော့နွားကရောက်လာတယ်။နွားကြီးကတကယ်ကိုဝှဖီးတုတ်ခိုင်နေရဲ့နွားကြီးကျုပ်တို့လည်းအလုရှင်ရဲ့အမိန့်တိုင်းနွားကြီးကိုချက်ချင်းထုတ်တက်ပြီးတော့အသားဖြတ်ကြတာပေါ့။အသားဖြတ်လို့ပြီးတော့သားချင်ကတာမန်နွားတကောင်ထက်ကိုအချင်း15လောက်ပိုထွက်လာတယ်။မခင်လာ သူကိုယ်တိုင်ဦးစီးပြီး ကျုပ်တို့ခြေဆန့်လက်စာတွေဖျောက်ပြန့်စေတယ်။ကျုပ်တို့အတွက်လည်းစုကြည့်စုပြီးတယောက်ကငွေ30စီပေးတယ်။မနဲ့လင်းတော့အရာအားလုံးကဘာမှမဖြစ်ခဲ့တဲ့လို့ပဲပုံမှန်ချီနေရှိနေတယ်။ညာတော့ကိစ္စမရိုးသားဘူးဆိုတာသိနေပေမဲ့ကျုပ်တို့ကပြောနိုင်မှလည်းလောကထက်ပိုတဲ့ငွေကြီးကိုကျုပ်တို့ရထားတယ်မို့လား။ကျုပ်တို့လည်းလုံယုံလုံစင်အတိုင်းသားတွေဖြန့်ဝေတာပေါ့။ကျုပ်တို့အသားဖြတ်သမားတွေကဒီနေ့အတွက်ကိုအသားဖြတ်စရာမလိုတော့ဘူးလို့မခင်လာညာတွေကပြောထားလို့ တဏီကုံအလဲခွင့်ရတယ်။တာပေါင်းနဲ့ကိုတာတို့ကရှီမိုချိုဖိနေပြီးရွာရဲလူပြိုနဲ့ထွက်သွားတယ်။ကျုပ်ကတော့သူတို့လိုလူပြိုနဲ့ဖို့ဘာဖို့စိတ်မဝင်စားဘူးဆိုတော့ရွာရဲခဏထွက်ကုန်းတထုပ်ထုပ်ပြီးကျုပ်တို့အသားဖြတ်တဲ့တဲ့စီကကျုပ်အိယာကိုပြန်လာကုန်းတရားနဲ့ရမြုပ်ပြီးတော့အိပ်ပျော်သွားခဲ့တာပေါ့။ကျုပ်သားတွေမှာစုညာတန်တွေပွင့်လို့ရိုက်နေလို့လန်နိုးလာမိတယ်။ကျုပ်ထားတဲ့ချိန်ကျုပ်စီကိုကိုတာအပြေးရောက်လာတယ်။ငမို့ငမို့စေတနာတက်ပြီးကွာ။ ကိုတာအရင်မရှိအဖျားမရှိပြောတော့ကျုပ်ရုတ်တရက်နားလျင်ခတ်သွားတယ်။ကိုတာဘာလို့လဲ။ခမရဟာအဆုံးမရှိစမရှိ။မခင်လာလို့အိမ်ပျောက်သွားလို့ကွ။ဘလို့။ကျုပ်ပါကြီးအိမ်ပျောက်သွားတယ်။ဘယ်ဟုတ်ပျောက်သွားလဲ။ဘယ်မှမပျောက်ဘူး။အိမ်တလုံးလုံးရောလူတွေရောပျောက်ကုန်တာ။ဟာခမရကျုပ်ကိုအိမ်မုံစုံအောင်နေဆိုပြီးတော့လာနောက်နေပြန်ပြီ။ငါမနောက်ဘူးကွ။မင်းမပြောရင်လာကြည့်။ဦးမရွာရဲ့လူတွေလည်းရှောင်နေ။စုံညာပွင့်လို့ရှိုက်နေရပါပဲ။ ကျုံလည်းကုတောက်ဘာမှမပြောတော့တီနူကျုပ်ကိုတက်တက်နောက်နေရလို့ထင်မိတယ်စိတ်ထင်းကလည်းတီနူဟုတ်ရင်ဟုတ်မဟုတ်လို့ကတော့တက်ကြီးတာရောဘာရောနားမလည်ဘူးလို့ကျုပ်ကြုံဝါထားမိတယ်ကျုပ်ဘာကြီးတို့ဝိုင်းနေဝင်လာလိုက်တယ်ဟာကျုပ်အလုံးအံ့အားတင့်ပြီကုမျက်လုံးကိုတော့မရှုံလို့ပုတ်တက်ကြည့်မိတယ်ကျုပ်မျက်လုံးမှားတာမဟုတ်ဘူးဘာကြီးတို့အိမ်နေရမှာဘာဆိုဘာမှမရှိတော့ပဲမြေကွက်လက်ထီးထီးပဲရှိတယ်အုတ်ခံပြင်းတော်နှစ်ထပ်အိမ်ကြီးဆိုတာအလုံးထည့်လိုက်ကြည့်ဦး မျက်နှာစရံမျက်နှာပြထားတယ်လို့ပဲပျောက်ဆုံးနေကျင်းတို့အရင်အလုံးထည့်လိုက်ကမရှိဘူးဆိုတာလည်းမဖြစ်နိုင်တဲ့အရာလူတွေလည်းပျောက်နေရဆိုတော့ကျုပ်ဖြင့်ဘယ်လိုမှညံမီအောင်မစင်းစားနိုင်တော့ဘူးရွာသူရသားတွေကလည်းဒီအဖြစ်ပြက်ကိုကြည့်ပြီးတော့အလွန်အံ့အားသင့်ရင်တယောက်တစ်ပေါက်ထင်ကြီးတွေနဲ့စူညံပွင့်လုံးရှိုက်နေရတယ်အိမ်ကြီးကမျက်စိရှိရင်ပျောက်သွားတာဗျအိမ်ထဲမှာကိုမောင်တွေတို့မိသားစုတွေပါသွားတယ်မျက်မြင်တွေ့သူတယောက်ကထပြောတယ်ကျုပ်တော်လေးမျက်စိရှိရင်မြင်ရပြီး မြင်သူကသာပြုံးလို့ကြာနေမိတာတကယ်ကိုအိမ်မက်မှတ်နေတယ်လို့ပဲရှုံးမရှုံးနိုင်ဘူးဒါပေမဲ့လေဗျာတကယ်ဖြစ်သွားခဲ့ပြီဒီကိစ္စအတွက်ကိုတော့ရွှန်လူကြီးရဲ့ခေါင်းကျင်းရိုက်ကုန်ကြပြီအဖြစ်ကသူကမှတိတိကျကျမပြီးနိုင်ဘူးဒီတော့လေဘိုင်းအိမ်ပြန်ပေါ်လာမယ့်အချိန်ကိုစောင့်ဆိုင်မှုတွေဆုံးဖြတ်ပြီးလူသူစုဖွဲ့လို့ဘိုင်းတို့ဝိုင်းထဲမှာတဲထိုးပြီးကင်းဆောင်သဘောမျိုးထားရကြတာပေါ့၃ရက်ရှိပြီအိမ်ရောဘိုင်းတို့မိသားစုရောစုံစုံမြောက်အောင်ပျောက်နေတော့မယ် လေးရမြောက်တဲ့မနဲ့မှာတော့ရွာပြင်မှာမျက်ရည်နေတဲ့ကုပေါ်လူကအယူတရားကိုကျုပ်တို့စောင့်ဆိုင်နေတဲ့ဘိုင်းဝိုင်းစီကို စိုက်စိုက်မြဲမြဲခေါ်ဆောင်လာတယ်။အယူကဝိုင်းနေရောက်တော့ဂျေဆူရှင်တရဝါကိုတားဖြတ်ယုံနေမှာကနက်နဲ့ငကားကိုပါစော်ကားသွားတာဟုတ်။ဒီလိုပြောပြီးစိတ်ဆိုးဒေါသထွက်နေတယ်။ကျုပ်ကအယူကိုကြည့်ပြီးကုပေါ်လူကိုမေးမိတယ်။ကုပေါ်လူဘင်းကယူနေပြန်။ရွာထဲမှာတွေ့ခဲ့တာ။မောင်တွေးတို့အိမ်ကိုသွားကျင်နေပြောလို့။ဟာ ဒီမှာပြည်နာတက်နေအောင်ခင်ဗျားကသူပြောတဲ့အတိုင်းခွန်လာရလား तू ကမောင်တွေးတို့ငါလာခဲ့တာလိုက်ဖို့ပြင်အောင်ပို့ပေးဆိုလို့ကဘာဟုတ်ခင်ရမှာလဲခင်ဗျားကိမယ်ဆိုရဲသူကိုလည်းကြည့်ပါအောင်အဝေစားကစုပ်စုပ်ချာချာသပင်ကဘုတ်တိုက်ကောက်ကွေးနဲ့သူ့ကိုသူတော်ဘာမှမသိရှူးနေတဲ့သူကိုများအရှူးဆိုတာတမူးတာတတ်ကြတယ်ကွပြီးတော့ဒီအရှူးကတာမန်မဟုတ်ဘူးလို့ငါတော့ထင်မိတယ်ခင်ဗျားတော့ဗျာကျုံလေးကိုပေါ်နို့ဒေါသဖြစ်မိတယ်စကားဆက်ဆိုရင် ခြေတင်ဖြစ်ရတော့မှမဟုတ်ဘာမှဆက်မပြောမိတော့ဘူးအယူကကျုပ်တို့စီကိုတစ်ချက်လှမ်းကြည့်တယ်သူ့ကောင်းကိုသူ့လက်ညှိုးကွေးပြီးတရတော့ခောက်တယ်ပြီးတော့ဗျာကုန်းကုန်းကွားကွားနဲ့မြေပြင်စီကိုဟူနှမ်းဒီနှမ်းလှုပ်ပြီးနန်းရှုံနေတယ်ကျုံလည်းအယူကိုကြည့်ပြီးအာယုံနောက်လာတယ်ဒါကြောင့်ကျုပ်အားလုံးရှေ့ကိုထွက်ပြီးအယူစီကိုတွားတယ်ဟေ့အယူကျုံဒေါသနဲ့ခေါ်တယ်ဒါပေမဲ့အယူကလှဲ့မကြည့်ဘူးကျုံဒေါသထွက်သွားတယ်ဒီဝိုင်းတစ်ခုလုံးမှာဘိုင်းမောင်တွင်းနဲ့ ဆွေမျိုးတော်ဆက်သူဆိုလို့ကျုပ်ပဲရှိတာမို့လားဟေ့ကမင်းကိုခေါ်နေမှာကြောက်လားကျုပ်ပြောလေပြောအရှူးရဲ့ပခုံးကိုလည်းလှမ်းဆွဲလိုက်မိတယ်အလားလားအရှူးရဲ့အသားကိုထိမိတာနဲ့ကျုပ်လက်တစ်ခုလုံးကျင်ကနေဖြစ်ပြီးတော့ချက်ချင်းပြန်ရုပ်လိုက်ရတယ်ဗျာအရှူးကတော့ကျုပ်ကိုခုထိလှဲ့မကြည့်ဘူးသူ့ဘာသာဝိုင်းနေဟိုပက်လိုက်ဒီပက်လိုက်နဲ့လှုပ်နေတယ်ကျုပ်လည်းကျင်သွားတဲ့လက်ကိုတစ်ချက်တစ်ချက်ဖိလိုက်နှိမ့်လိုက်တော့တက်တာသွားတယ်လက်ကနာသွားတော့ ကျုပ်ဒေါသပိုထွက်ရတယ်။ငကူကမှတာတက်လောက်ကိုလှုပ်တဲ့ကျုပ်အခုမထီမဲ့မြင်လှုပ်နေတဲ့အယူကိုကြည့်ပြီးဒေါသမထိန်နိုင်တော့ဘူး။နီးရတူတချောင်းဆွဲပြီးအယူကိုပြည့်ရက်ပြီးကြိုးစားမိရော။အကုန်လုံးကကျုပ်ကိုဝိုင်းဆွဲတယ်။ကျုပ်ကလည်းရှုံးငံပြီးအယူကိုရန်သူလိုသဘောထားပြီးတော့ရှိုင်းနှက်ဖို့စိတ်ကရှိနေတယ်။ဒီလိုရုံးရင်းဆန်ခဲ့ဖြစ်နေတဲ့ချိန်ကြမှာအယူကကျုပ်တို့ပဲလှည့်ကြည့်တယ်။ပြီးတော့အားလုံးနဲ့ကျုပ်ကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးတော့တရခန့်ထဲမှာဒီငမိုက်သားလေးပါတယ် ရွာတော်ရှင်နင်ခုဒီကောင်ကိုယ်တည်းဝင်ခဲလိုက်စမ်းငါသူတော်မိတ်အရှူဟာအာနာထန်ထန်စကားကိုပြောလိုက်တာကြုတ်ကြားမိတယ်ဒီစကားအဆုံးမှာပဲကျုပ်ရဲ့အတိအာယုံတွေဘာဖြစ်မှန်းမသိဘူးမိုက်ခနေဖြစ်ပြီးတော့ဘာစုဘာမှမသိတော့ပဲဖြစ်သွားတော့တယ်ကျုပ်ပြန်တတိရတော့ကျုပ်ဘေးနားမှာလူသူတွေဝိုင်းနေတယ်ကျုပ်ကဝိုင်းနေရတော့မဟုတ်ဘူးသူတို့ဘာသာတခုခုခြေတင်ဝိုင်းဖွဲ့ဆွေးနေနေတယ်လို့ကျုပ်ဘေးဘက်မှာထိုင်နေတာအဲ့ဒီထိုင်နေတဲ့အဲထဲမှာ ဘိုင်းမောင်တွေတို့မိသားစုနဲ့ပါတယ်မခင်လာတော့အားလုံးကြမှာတရှုံရှုံငိုနေလေရဲ့ကျုံလေးဘာတွေဘလို့ဖြစ်ကုန်လဲဆိုတာမသိရတော့လူလဲပြီးတော့ထထိုင်မိတယ်ဟောဗျာကျုပ်ဘိုင်းတို့အရင်အင်းအောက်ထံမှာရောက်နေတာငမိုးတရိရပြီဂျီဒီဘိုင်တိုက်နေပါဦးကျုံနာတယောက်ကပြောတော့ဥပကထိုင်နေသူတွေကျုပ်ကိုလှည့်ကြည့်တယ်ဘာတွေဖြစ်ကုန်တာလဲဗျာကျုပ်ရေးသားဖို့စိတ်မဝင်စားမိဘူးကျုပ်သိကျင်တာပဲအလောရကြီးမေးမိတယ်ဘိုင်းမောင်တွေကကျုပ်ကိုကြည့်ပြီး မျက်ရည်တွေရှေ့တိုင်းနေရင်ရငါတို့တိတ်မှားခဲ့တဲ့ငမိုးရဘာဖြစ်လို့လဲဗိုင်းဘလို့ကြောင့်လဲပြီးတော့ဘိုင်းကြီးတို့ရောဘယ်ရဘလို့ပြန်ရောက်လာကြရလဲငါတို့ပြန်ရောက်လာကြရတာတော့မင်းရှိုက်မယ်လို့တဲ့သူတော်ဆိုတဲ့အယူကြောင့်ပဲသူကငါတို့ကိုကဲလိုက်တာကွာပြန်ကျုပ်အယူနဲ့ခြေတင် ဖြစ်ခဲ့တာကိုပြန်မြင်ရောက်မိတယ်သူတော်တာမကဲငါတို့တမိသားဆိုလို့ရှိရင်နေ့ရတော့မှငမိုးရာ ကျုပ်ဘလို့မှဆက်ဆက်ပြီးတော့စဉ်းစားလို့မရဘူး။ကျုပ်ကိုတေချာပြောပြပေးနိုင် ပြောပြပေးကြပါဦး။အေးပြောပြမယ်ငမိုးရ။ဘာကြီးကသူ့ကိုကြုံခဲ့တာကိုကျုပ်ကပြောပြလာတယ်။ညာတော့ကနွားကိုတားဖြက်ရမှာအေးအေးပြက်ခဲ့ကြလို့မနေ့ပိုင်းမှာအသားတွေဖြန့်ဝေပေးပြီးနေ့လယ်ပိုင်းမှာဘာကြီးတို့လင်မယားအိတ်ဆက်ကြတယ်။အဖိုးကြီးဖွားကြီးတွေနဲ့အိတ်ဆက်ကြတယ်။ကလေးရောအိမ်ပေါ်မှာပဲစောကစားနေတယ်။ဘာကြီးတို့အိတ်ဆက်ပြီးတိတ်မကြဘူး။ ရုတ်တရက်အိမ်ပေါ်ဘက်မှာရှိနေတဲ့ကလေးတွေထငိုတယ်။ကလေးတွေအကုန်လုံးငိုတာဆိုတော့ဘိုင်းတို့လည်းအိမ်ယာနေလန့်နိုးပြီးထကြည့်မိကြတယ်။အိမ်ရှိဘက်မှာငိုနေတဲ့ကလေးတွေကိုလည်းမတွေ့ရသလိုကလေးတွေအားလုံးလည်းအိမ်နေကြတာတုံယုံပဲ။ဘာဖြစ်တယ်လဲလို့ဘိုင်းတို့လည်းများတွေးပြီးတော့ရက်နေမိတော့သူတို့ကြောက်ခိုင်းထားတဲ့ဖះချောင်းဆောင်ဘက်ကချောင်းဟန်တန်ကြားရတယ်။သူတို့ကြည့်လိုက်တော့ဖះချောင်းဆောင်နောက်နားမှာတောင်ဝေးကင်ထားတဲ့အဝိဖြူဝိတဲ့လူကြီးတယောက်က အလွန်ဒေါသထွက်တဲ့မျက်နှာနဲ့ထိုင်နေတယ်။ဟေ့လူခမရဘသူလဲ။ဘိုင်းကမေးတော့ငါလက်ခုပ်တော်ရွာရွာတော်ရှင်ပဲ။ခမရလက်ခုပ်တော်ရွာရွာတော်ရှင်ဟုတ်လား။အေးဟုတ်တယ်။ခမရခမရရွာမှာမနေဘဲနဲ့ဒီဟိုပါလာလောက်တာလေ။ဘိုင်းကမေးတော့ရွာတော်ရှင်ဆိုတဲ့လူကြီးကစူးစူးရဲရဲစားမတက်ဝမ်းမတက်ကြည့်တယ်။မင်းတို့ကငါနွားကိုတက်ရောက်ပြီးငါ့ကိုမာရီကြောင်းကြီးပြောနေတယ်ပေါ့။ငါမင်းတို့စီကနေဝန်ချတောင်းပန်ပြီး တန်ရာတန်ကြီးအစားပြန်ပေးဖို့လူလားလူရောက်လာတာပဲကျုပ်တို့တော့အတွက်ငွေနှစ်ချက်ဖိုးခန့်ပေးခဲ့တာပဲလေနှစ်ချက်တည်းလားငွေနှစ်ချက်ကနွားတကောင်ရဲ့တန်ကြီးနာလူကြီးရဲ့မေးတာကိုဘာကြီးတို့လင်မယားဘာမှပြန်မပြေတတ်ဘူးကောင်းပြီလေနင်တို့ကလောဘတက်လို့တေမဲ့သူတွေအတားကြီးပြီးတားတက်အလုံးလုံနေုံအာမရသူတပပစ္စည်းပါခိုးယူတော့ထိုက်တင်နေပြေးပေးရတာပေါ့လူကြီးကပြောပြီးထိုင်ရအထပြီးတော့ တူတံဝေးကိုကြမ်းပင်စီကိုဒုံကနေစောင့်ချတယ်။ထေခိုင်မှာပဲလင်းချင်းနေတဲ့အိမ်ပြင်ဘက်ပဝင်းကျင်တစ်ခုလုံးကရုတ်တရက်အမှောင်တိကျသွားတော့တယ်။ရွာတော်ရှင်ဆိုတဲ့လူကြီးလည်းရုတ်တရက်ပျောက်ကွယ်သွားတော့တယ်။ငါတို့မိသားစုအမှောင်ပိမ့်ပိမ့်နဲ့မှနေမမ်းမသိညမမ်းမသိထမင်းဆိုင်ရှိတောက်တောင်ထလုံလုံမရှာပဲနေခဲ့ရတယ်။သူ့ရဲ့အမှောင်တူကြီးကဘလို့အမှောင်တူကြီးနဲ့မသိဘူး။ပိမ့်ပိမ့်အောင်မှောင်တာ။မီးလဲထုံးလို့မရဘူး။မီးထုံးတာနဲ့တန့်ငိမ့်တာပဲ။ ။ဘာကြီးပြောတာ哦။သူ့ပါဇာဟောင်းသားနဲ့နားထောင်နေမိတယ်။ကလေးတွေနဲ့ခင်လာရဲ့မိဘတွေကတော့စဖြစ်တဲ့အဲ့နေရလုံးဝမနှိုး။ငါတို့လင်မယားနှစ်ယောက်ပဲအမောင်နဲ့မငုတ်တုတ်ထိုင်ရင်ရှေးစာတာတွေ၊ဗိုက်စာတာတွေစရဲဒုက္ခပေါင်းစုံခံရတယ်။ခင်လာဆိုငိုလိုက်တာပြောမနေနဲ့။ငါလည်းဘာလို့ရမှမသိ။လက်ခုပ်တော့ရွာရွာတော့ရှင်း哦။အကျဉ်းကြီးအော်ဟစ်ပြောပြီးတော့တောင်းပန်ပေးမယ်လေ။အကြောင်းကမထူး။ဘာကြီးပြောပြတာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတော့ကျုပ်တတိမိနေကြရဲ့ နားထောင်ခဲ့ပြီးသားလူတွေတောင်ပါဇက်အဟောင်းသားနဲ့ပြန်နားထောင်နေကြတယ်။ငါတို့ဒီလိုဒုက္ခခံနေကြရင်ငါစိတ်ကခံမှန်း၃-၄ရက်လောက်ကြာမှာအင်းတကားဖွင့်တန်ကြာပြီးမိတို့ကင်ထားတဲ့အယူတယောက်ငါတို့စီကိုရှောက်လာတယ်။ငါတို့ကိုယ့်ပြစ်ကိုသိကြပြီလားလို့မေးတယ်။ငါတို့ကသိပါပြီလို့ပြောတော့သူတော်ကသူကယ်တင်ပေးမယ်ကြောင်းနဲ့ရွာတော်ရှင်ကိုလည်းကျေနပ်အောင်တောင်းပန်မှုရင်းသူတောင်းဆိုတာလှုပ်ဆောင်ပေးဖို့ရဲ့ပြောပြီးတော့ပြန်ထွက်သွားတယ် အယူကသူတော်ဆိုတဲ့အယူလားအမှန်ပဲပေါ့ဆက်ပြောပါအောင်ဘာကြီးရသူတော်လာပြီးသွားချင်းချိန်တော်ကြီးကြတော့ရွာတော်ရှင်ငါတို့စီကိုရောက်လာတယ်ငါတို့လည်းငိုယူပြီးတော့တောင်းပန်တာပေါ့ဒါပေမဲ့သူကဘလို့မှမကြည်နဲ့နိုင်ဘူးပဲပြောတယ်အဲ့ဒီအချိန်မှာပဲအိမ်ပြင်ဘက်ကနေတယောက်ယောက်ကရွာတော်ရှင်ကိုအမိတ်နဲ့ခေါ်တန်ထွက်ပေါ်လာတယ်ရွာတော်ရှင်နဲ့ချက်ချင်းပဲပြောက်ွယ်သွားတယ်အယူနဲ့ကြုံမျက်နှာချင်းဆိုင်မိချင်းအယူကရွာတော်ရှင်ကိုအမိတ်ပြန်လိုက်တာ ြုတ်ပြင်းပြင်းလာမိတယ်။ငါတို့လည်းဘာတွေဖြစ်လာမလဲဆိုပြီးမျှော်လင့်ရင်းစောင့်နေမိကြတယ်။အချိန်လေးအတော့ကြာသွားတယ်။တညတာလောက်ကြာမလာပဲ။နောက်ဆုံးငါတို့စိတ်ပြက်လက်ပြက်ထိုင်နေမိတော့မှမျက်လုံးနဲ့အိမ်ပြင်ဘက်ကတဖြည်းဖြည်းလင်းလာတဲ့အလင်းရောင်တွေမြင်လိုက်ရတယ်။လင်မယားနဲ့ရဝမ်းသာပြီးထတာခုံမိကြတယ်။ပြီးတော့အစတွေကနေခုချိန်အထိအိမ်မောကြနေရဲ့မိသားစုတွေကိုနှိုးပြီးဝမ်းသာအားရအိမ်မောကနေတကားဖွင့်ပြီးတော့စင်ပြေလာမိကြတာပဲ။ ဘိုင်းရဖြစ်ပြက်ကိုနှီးကုန်းချုပ်ဖြစ်ပြောလာတယ်။ကိစ္စပူပူနွေးနွေးဖြစ်ထားချိန်ဆိုတော့ကျုံလည်းတလောက်ပဲမေးမိခဲ့တယ်။နောက်နှစ်ရက်လောက်ကြာတော့ဘိုင်းနဲ့မကင်လာတို့လက်ခုပ်တော်ရွာကိုသွားပြီးနွားကျော်နွားတန့်တကောင်ကိုလည်းအစားပြန်ပြီးရွာကိုလည်းတောင်းပန်ကြတယ်။ပြီးတော့ရွာတော်ရှင်နန်းစီမှာပျော်ပွဲတစ်ခုလုပ်ပေးရတယ်။နဂနာဆန်ဆန်ပဲမန်တန်နဲ့ကနာနဲ့တေချောင်းသုံးရက်တီတီနှုတ်ပေးရတာ။ဒီကိစ္စပြီးတော့ဘိုင်းတို့လင်မယားလည်း တားတက်လုပ်ငန်းအတွက်ကိုလိုင်စင်ပြန်အပ်လိုက်တယ်။အင်းရဲ့စီးပွားရေးအတွက်ကိုတော့ကုံစုံဆိုင်တိုင်ဆိုင်တီးတယ်။လင်းလုပ်ပြန်လုပ်တယ်။ကုတာတို့ကတော့ငွေကြေးချို့ပေးပြီးပြန်လွှတ်လိုက်တာပေါ့။ကျုပ်ကတော့တူသားရင်းချဆိုတော့အိမ်မှာပဲဆက်နေပြီးလင်းလုံးနဲ့ဆိုင်လုံးမှာဝိုင်းလုံးဝိုင်းစားဆက်နေဖြစ်တယ်။ဒီလိုနေရင်ကနောက်ဖက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျုပ်သိကျင်တဲ့အကြောင်းတွေကိုဘာကြီးကိုလဲမေးတယ်လို့ဘာကြီးမသိနိုင်တာတွေကိုလဲသိတဲ့သူစီမေးမြန်းပြစ်တယ် ဘိုင်းကိုမေးမြန်းပြစ်တာအရှူးသူတော်ကနွားစားပြန်ပေးစီတဲ့အကြောင်းတွေပျော်ပွဲသုံးရက်ပေးစီတဲ့အကြောင်းတွေမေးပြစ်တယ်။ဘိုင်းကဒီကိစ္စတွေကသူတို့လင်မယားနှစ်ယောက်ရဲ့အိမ်မက်ထဲမှာအရှူးသူတော်ကလာပြောသွားတာတဲ့။နှစ်ယောက်လုံးကလည်းအိမ်မက်တစ်ခုကိုပဲအပြိုင်မက်ကြတာလို့ပြောတယ်။တသက်အလုပ်ကိုလည်းစွန့်လို့ပြီးကောင်းရောင်းကောင်းဝယ်ပဲလုပ်ဖို့လည်းမြစ်တာရက်ခံပြီးပြောသွားတယ်လို့ပြောပြတယ်။နောက်ထပ်ကျုပ်သိချင်မိတာကျုပ်အသိစိတ်ပြောက်သွားတဲ့အချိန်ပေါ့။ဒီအကြောင်းတွေကိုတော့ တချူးသူတော်ကျုပ်တို့စီကိုစတင်ခေါ်လာပြီးအပြည့်အပြည့်အစအဆုံးသိရှိနေတဲ့ကုပေါလူမေးဖြစ်တယ်။ကုပေါလူပြောတာကျုပ်အသိစိတ်ပြောက်သွားတဲ့ချိန်လက်ခုပ်တော်ရွာရွာတော်ရှင်ကကျုပ်ကိုဝင်ပူးကတ်တယ်တဲ့။ဒီနောက်တော့အယူသူတော်နဲ့ကျုပ်ရဲ့ကိုရီးယားရွာတော်ရှင်ကသူတို့နားမလဲတဲ့မကရစကားဆိုရမလားမသိအဲ့ဒီစကားအခြေတင်ပြောကြတယ်တဲ့။သူတို့ကကျုပ်နဲ့အယူသူတော်ကိုကြည်ုံတာကြည်နေမိပြီးဘာမှနားမလဲဘူးတဲ့။ ဒါဆိုရင်တော့ကြုတ်တိချင်မိရတခုပဲကြံတော့တယ်အဲ့ဒါရွာတော်ရှင်နဲ့ကစိတ်ဆိုးပြီးတော့ဖွက်ထားခဲ့တဲ့အိမ်ကြီးကဘလို့ဘေပုံ ပြန်ပေါ်လာတာလဲပေါ့ဒါတော့ဘသူမှရေးရရရပြန်မဖြေနိုင်ဘူးဘာလို့လဲဆိုတော့အဲ့ဒီညမှာစောင့်ဆိုင်နေရဲ့လူအလုံးကတညာလုံးမအိပ်ပဲမနဲ့အာယုံကျင်းငယ်နေကြမှာထူးထူးဆန်းဆန်းနဲ့အကုန်လုံးအိပ်ပျော်ကုန်နေတဲ့သူတို့အိပ်ပျော်သွားတာနိုင်ပိုင်းကြတခုပဲကြာပြီးပြန်နိုးလာတော့အိမ်ကြီးကပြန်ပေါ်လာပြီး ။ဗိုင်းတို့မိသားစုတွေနဲ့အိမ်ပေါ်တက်ကနေပြေးစင်လာကြတာမြင်ကြရတယ်တဲ့ဗျာ။ကဲအဖြစ်ပြက်ကတော့ဒါပါပဲ။ဒီအဖြစ်ပြက်ကခင်ဗျားတို့အတွက်တော့ထူးဆန်းလားကြုတ်သေးချမသိပေမဲ့တကယ်ကြုံခဲ့ရတဲ့ကြုတ်ကတော့တသက်တာမေ့လို့ရမှာမဟုတ်တော့ဘူး။အော်တခုပြောဖို့မေ့တော့မလို့။အဲ့ဒါနွားကိုသားဖြတ်တဲ့ကြုတ်တို့နဲ့အတူနွားခိုးပေးတဲ့လူလဲနောက်ရက်ထဲမှာတော့ဘသူအုံမန်းမသိတဲ့နေရင်အုတ်ချက်ပြင်းပြင်းကိုတယောက်တစ်ချက်အုတ်ခံကြရတယ်ဗျာ။ ျုပ်စုတန်းရစီမှာထိုင်နေရင်ဆိုတော့အရှိရာစပွဲနဲ့ရိုက်မိပြီနှကန်းဟက်တက်ကွဲသွားတယ်ဒီလိုဖြစ်ပေမဲ့လည်းကျုပ်ကတော့ကျေစုတင်မိပါတယ်ဘာလို့လဲဆိုတော့ကျုပ်တို့လှုပ်ခဲတဲ့အပြည့်အတွက်ရွာတော်ရှင်ကတနောက်ပဲအပြည့်ပေးတာကိုပဲဝမ်းသာကြရမှာလေမဟုတ်ရင်တော့ဒီထက်အပြည့်ပေးမယ်ဆိုရင်လည်းခံရမှာပဲမတိကြလို့စိတ်ခိုင်းလို့လုံမိကြတယ်ဆိုပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ကိုကလှုပ်ဆောင်ခဲ့တယ်ဆိုတာမှန်နေတာပဲမို့လားကျုပ်တို့ဆွဲဆဲဆိုပြီးတော့စော်ကောင်းပေါ်ကပြုတ်ခဲ့တဲ့ အရှူးသူတော်တို့လူချင်းတွေ့ဥချကြတော့ပြီးတောင်းပန်ခြင်းပေမဲ့သူတော်ကအဲ့ဒီတည်းကပျောက်ချင်းမလားပျောက်သွားခဲ့တာဒီနေ့ထိပါပဲဒီတော့လေဗျာညာပဲဖះရှိခိုးပြီးတိုင်းမှာကျုပ်အနေနဲ့သူတော်တခုတည်းရှိခိုးကြတော့ပြီးတောင်းပန်ပြနေတာခုချိန်ထိပဲပေါ့ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်